ဝိဇ္ဇာဆိုတော့ဘာနဲ့တူသုံးလို့မဲတဲ့ခါကျတော့ဒကာရမတို့မျက်စိကံလန်းသွားနေတာနဲ့တူတယ်လို့မှတ်လိုက်ချင်ပါဘယ်လိုမှတ်ကြမလဲမျက်စိကံလန်းသွားနေတယ်လို့ခွင့်ရဒကာရမတွေကမှတ်ထားရင်ဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်ဟာမျက်စိကံလန်းသွားနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ဆိုသဖြင့် ကြောင်မှန်းလည်းမသိဘူးမြောင်မှန်းလည်းမသိဘူးကြောင်မှန်းလည်းမသိကျင်းပန်းလည်းမသိသွားမိသွားရသွားရောက်မိရောက်ရရောက်ကြာမိကြာရကြာဆိုတာမျက်စိကံလန်းသွားပေါ့ဗျာဒီမှာတော့ဝိဇ္ဇာရှိနေမယ်ဆိုရင်ဒုက္ခသစ္စာမှန်းလည်းမသိသမှုရိယသစ္စာမှန်းလည်းမသိနိရောဓသစ္စာမှန်းလည်းမသိမဂ္ဂသစ္စာမှန်းလည်းမသိမသိသလိုသွားနေတော့မျက်စိကံနဲ့တူတယ်လို့မှတ်လိုက်ဆံပါအဲ့ဒါကြောင့်ခွင့်ကြောတရားဓမ္မတွေကတော့ဖြင့်ဘယ်ကုသိုလ်ပဲလုပ်လို့ ဘုံဘဝတော့မတတ်သွားလို့ရရပြီကြီးဒီတိုင်းပုံညာသောခင်ဝါဟောတုဆိုတာတော့လွတ်လွတ်ကြနေဘာကြောင့်လဲဆိုလို့ရှိရင်အဝိဇ္ဇာဥစည်းမှာဆိုလို့ဆိုတဲ့ဥစ္စာမှတ်ထားရတော့ဘုံဘောင်းပြီတော့ပြန်အဝိဇ္ဇာပြည့်စရာပါတဲ့သင်္ကာရဆိုတာပုံညာပြီးသင်္ကာရဘုံဘဝကိုကျုပ်ပြတဲ့ပုံညာပြီးသင်္ကာရကုသို ဘုံဘဝကိုကျုံပေးတဲ့ဝိဝတ္တကုသိုလ်လည်းရှိတယ်နဲ့အဝိဇ္ဇာကအုပ်ချုပ်လို့ဒီကုသိုလ်ဒီအကျိုးနည်းရတယ်ဆိုတာကိုသဘောကျလား။တောင်းပြီအဝိဇ္ဇာသင်္ခါရကြောင့်တရားဓမ္မတို့ဝิญဉာဏ်၊အယုတ်တလနာ၊ဖသဝေဒနာဆိုတဲ့ခန္ဓာ၅ပါးဖြစ်မဖြစ်။ဩဝိရုတ္တိပါလေ။ဝိဇ္ဇာသင်္ခါရ၏စွန့်ရည်သတိကြောင့် အခုတရားနာနေကြတာဒီခန္ဓာငါးပါးယုံနံတရားဖြစ်နေကြတယ်။ကိဉ္စနာယုတ်တလာနာဖသဝေဒနာပေါင်းလိုက်တော့ခန္ဓာငါးပါးဖြစ်သွားတယ်။အဲ့ဒါအဘိဓမ္မာဖြစ်စဉ်နဲ့ပြောလိုက်ပါသည်ပရိစ္ဆသမုပ္ပါကသုတ္တန်ဤမှုတန်းပြပါလေဖြစ်စဉ်ကခန္ဓာငါးပါးပေါင်းဖြစ်တယ်။ရင်သောကာရဘုံကိုစွတ်တဲ့ဘုံက ပြင်သောကာရဘုံဆိုတာခန္ဓာ၅ပါးရှိလို့ပြင်သောကာရဘုံလို့ဆိုတာမသေးကြဘူးလားအဲဒါကြောင့်ခန္ဓာ၅ပါးတပေါင်းလို့ဖြစ်ပါတယ်ကာယဘာဝဝတ္ထုတသကကလာပြီးတော့မှာပြိဂရေစိတ်ပြိဂရေနာမခန္ဓာဆိုတော့ခန္ဓာ၅ပါးမပြည့်ဘူးလားဒါရင်ဒါဖြင့်ဒုက္ခသစ္စာဆိုတာတဲ့ဒကာရမတဲ့ဒုက္ခသစ္စာလို့သိရတာကသစ္စာဉာဏ်မရှိသေးတဲ့ကိစ္စဉာဏ်ပြတ်ပြလိုက် ဒီသမောင်ပညာတက်သေးမယ်။ကိစ္စညာတက်ပြလိုက်မယ်ဆိုတော့နှိစ္စတာမြင်မှကိစ္စညာ။နှိစ္စတာမြင်မှ။အဲနှိစ္စတာမြင်မှကိစ္စညာဆိုတော့နှိစ္စတာမြင်အောင်ဘုရားရှင်းပြပါဦးမယ်ဒကာဓမ္မတို့ခန္ဓာ၅ပါးအကျဉ်းချုပ်လိုက်တဲ့အခါကျတော့ယုတ်ကတခုနာငါလေးခုဆိုတော့ယုတ်နာမယ်ရှိတယ်။ဘယ်ပါပါရှိပါလိမ့်။ ယုံနာမဲ့ရှိတယ်ဆိုတာသိကြဗလားသိပါပါဘူး။ဒါရင်ဒါဖြင့်သူတို့ကနိစ္စတတ်တဲ့တရားဓမ္မယုတ်ကလည်းနာငါလည်းအဲဒါကြဒုက္ခသာပြိလနာထောဥက္ကမောင်ရေဒုက္ခသာပါလေဒုက္ခသာဒုက္ခသစ္စာပြိလနာထောခြင်းသောပုဂ္ဂိုလ်ဘာလို့တော့ပါလိမ့်မယ်မြဲတဲ့အခါကျညာတာမဖက်အမြဲနှိမ့်စက်တ မခင်တဲ့ဘက်ကိုမနေချင်ဘူးခင်တဲ့ဘက်ကိုတိုင်းကျော်လို့ရတာနဲ့ချိန်ကျော်လို့ရတာကပါပါလိမ့်ယုတ်တရားအဲ့ဒီယုတ်တရားကြီးဘာနဲ့တူတုံးမေးတော့ဒီလိုရှိရင်ဖြင့်တရားဓမ္မတော့ငကန်းနဲ့တူတယ်ဘုဒ္ဓရမမာလည်းလာပါတယ်ငကန်းနဲ့တူတယ်တဲ့လက်ရှိနာကလက်ရှိမကွန်လက်ရှိနာတော့အလင်းမရဘူးပေါ့ဗျာသဘောပါမှန်ပါတယ် ဒါခမရောငါကိုကိုယ်ပိုင်ရှိပါရဲ့လားရှိပါဗျာနာမကန္တာလေးပါးကတော့မျက်စိနားတော့ကောင်းပါရဲ့ခြေလက်အင်္ဂါကမစွမ်းမတန်စွမ်းတဲ့ပုဂ္ဂိုလ်နဲ့တူတယ်မျက်စိနားရတော့ကောင်းပါရဲ့ဟင်းခြေလက်အင်္ဂါကဒါဖြင့်ဒကာရမတို့သူကဘာနဲ့တူကြုံးဆိုသူကငကြိုးနဲ့တူရဲ့ဒီကငကန်းနဲ့တူတယ်ဆိုတော့ပေါ်ကြမှန်ပါဗျာ နာမခန္ဓာကဘာနဲ့တူလို့မကျိုးနဲ့ကျိုးနေတဲ့ပုဂ္ဂိုလ်နဲ့တူမသွားနိုင်မလာနိုင်ပေါ့ရဒီနာမခန္ဓာကဘာနဲ့တူပါလဲယုတ်တရားကဘာနဲ့တူပါလဲဩဒကာဝမတို့တဏ္ဍမဘယ်နည်းအောင်ရှိကြရောလို့မေးတဲ့အခါကြတော့မှဒီလိုတဏ္ဍမအကန်းနဲ့အကျိုးပဲရှိပါတယ်ခင်ဗျာဒါဖြင့်ဒကာဝမတွေမှာ အကန်းရဲ့အကျိုးရဲ့ဒီနှစ်ခုပေါင်းပြီးဒီကရနေကြတာကိုမှန်ပါဘူး။ဘာရှိနေလဲ။အကန်းနဲ့အကျိုးလည်းရှိတယ်။ကျိုးကငဏာအကန်းကဒကာရမတို့ငဏာဝန်ပြည့်။မှန်ပါဘူး။တပည့်ကြနော်။အေကံကံကောင်းပြေတော့မကမ်းတဲ့ပုဂ္ဂိုလ်ကအကျိုးသမားရပါပြင်နေဆိုဝန်တွင်းယူအချက်မှပြေဆိုးပါဒါဖြင့် နန္ဒီရောအလိုလိုတရားဓမ္မတွေကိုလိုက်နိုင်မှာမင်းရဲ့ဝန်တိုင်းဖြင့်ဓာလိုလိုက်နိုင်မှာဒါကရှင်းတဲ့တရားဓမ္မခန္ဓာရှင်းတဲ့တရားဓမ္မကဒီဘက်ကတတ်တာတဘောကရခန္ဓာရှင်းတာကယခုတရားဓမ္မလေဘလုံးမတိသူမင်းကြီးပါရှင်နေဆိုတာခန္ဓာကိုခင်ဗျားတို့ကအများကြီး အမှန်ပြန်ထားရတာမကောင်းရဘူးလားဒါကလူဘက်ကပြောတာလေဒကာရမရငါကန်းကလေတငင်နာဝန်းပြနေလာတာဘယ်ပြရလဲမကြီးရကြီးလိုက်ပြန်တဲ့ခါကြလို့ရှိရင်ဖြင့်အကျိုးလည်းပြနေပြန်စိတ်ကလည်းဖောက်နေပြန်ဘယ်တော့ဒကာရမတို့ဒီနေ့ကိုခမည်းတော်ကထိတ်နေရခင်ဗျားဘုရားကဒီနေ့ကဘာလုပ်နေရဩော်ဒါဖြင့် သမဏဝေဟိကျင်ကြီးကျောင်းရတာလဲအားပါမလားအားပါပါဘယ်သူကနှိမ့်ချက်မနှိမ့်ချက်မနှိမ့်ချက်ဒါဖြင့်ကျင်ငယ်ဆန်းကျင်ရင်ဆန်းကျင်လို့ရှိလို့ရှိရင်လည်းနှိမ့်ချက်ပြန်မေกว่าငကားနှိမ့်ချက်ပြန်မကွာကျင်ကြီးဆန်းကျင်နေရင်ကနှိမ့်ချက်ပြန်လေဆိုတာသဘောကျဘူးလားဒါနဲ့တော့သူကဖြင့်ဘုရားပြန်ပေးပါဦးဆိုတော့ ်အဲဒီကကြောင်းပါအောင်ဆိုတာရောသူတို့ပြောတဲ့ရုပ်ကရင်နှိမ့်ဆက်တပည့်ကြောင်းမေသူကနှိမ့်ဆက်တယ်ဒါဖြင့်ဒကာရမတွေဒီနေ့ဝင်ချင်းနှိမ့်ဆက်ပါလေဒါဖြင့်သူဒီဒုက္ခသစ္စာခင်တဲ့ပုဂ္ဂိုလ်ညာကံကအမြင်နှိမ့်ဆက်တယ်ပြောကြလားဒါဖြင့်ခန္ဓာရအောင်သူတောင်းတဲ့ပုဂ္ဂိုလ်များကဘာရမလဲလို့မေးလို့ရှိရင်ငကားနဲ့ငကြိုးပဲရမယ် ခန္ဓာရောင်သူကောင်းတဲ့ပုဂ္ဂိုလ်ကရရမယ်။အော်ခင်ဗျားတို့ကလည်းဒါတော့ကြည့်အောင်မသိတော့နတ်ပြန်ကောင်းနေလို့ပြမခြင်းရရမှာကဘာလဲငကားနေမချိုးဘောရလားရမှာရဒါပြန်ခင်ဗျားတို့ဒေခန္ဓာရရင်ကြတယ်ဟုတ်ကလားခင်ဗျားတို့ကဒီတရားဝေဒနာအနာဟုတ်နေတာချက်ချင်းကိုပဲနိဗ္ဗာန်ကိုပောက်တော့မှသိချားနေပြီ ဒီကိန်းသဘောလုံးတွေရနေတာဗျ။အဲ့ဒါဘုရားကတော့အလုတ်ခွင်နဲ့ဒီကိန်းသွားရဘုန်းကြီးတို့အားလုံးကျိုးစားကြအောင်လို့နော်။အလုတ်ခွင်နဲ့တော့အခုတော့ကျင်းဩနားလဲပါပြီဗျာ။ရုပ်ကဒီလိုလေငကန်းနဲ့တူတယ်နန်းကငကျိုးနဲ့တူတယ်။ငကျိုးကလည်းဝန်းနေอยู่ငကန်းကလည်းတငယ်နာဝန်းကျက်ဘယ်တော့မှသိလို့ကြောင်းလို့သိချပြီးနေမှာသိချပါဘူး။သင်ကြောင်းတဲ့ကိစ္စတရားဓမ္မတွေလည်းပြီးလိုက်မှချင်းတော့ မပြီးလို့ရှင်ခင်တဲ့ပုဂ္ဂိုလ်ဒီပါလို့မလို့ညာကံမဖက်မြင်နေရမယ်ဒါကတော့မရခုခန္ဓာကြီးထဲမှာမှားဘူးမဟုတ်ပါရဲ့ရုပ်နဲ့နိုင်ရှိကြရဲ့ရုပ်ကလည်းသင်္ခေနာဝန်ပြက်လေခင်တဲ့ပုဂ္ဂိုလ်ပါလို့ပါလိမ့်ညာကလည်းဝန်ကြီးရပါလို့ပြန်ပါလိမ့် ဒါနှိမ့်ဆက်တယ်လို့ခင်ဗျားပြောမသိဘူးဆက်လိုက်တဲ့ဖြစ်ချင်းကကိုယ်ဝန်ကြည့်လို့မှအားမရသေးတဲ့အဲမှာခင်ဗျားလေးများတည်တောင်းခင်ဗျားမလေးများတည်တောင်းပြီးဒီကရနှိမ့်ဆက်တယ်လို့များရှာလိုက်သေးတယ်ဒီသေးကများတော့ကချန်နေတာကျုပ်လည်းအမှန်ပါရဲ့ဗျာသဘောကျလားဘာလို့ကြားလဲခင်ဗျားတို့ ယခုမှမအားရတဲ့ငါပြုရရှုရရည်ယုံနာမပြုလို့ရှုလို့မအားရတဲ့အဲဒါကယုံနာဘွားတွေကိုလိုချင်သေးတာကဥက္ကံကောင်ကြီးဘာဖြစ်တာတော့မြတ်ယူရယူရအမှန်ဖြစ်မှဖြစ်လို့ဘာကြာဥက္ကံကောင်သူများပြောလားကိုရည်လားရှင်းပါပြီကြည့်ကိုရည်ဆိုရင်ရှင်းပြီကိုယ်ယုံနာမကိုမနိုင်နိုင်လို့မသိရင်လည်းမပြောပါနဲ့ဆိုလို့မရမနာပါနဲ့ဆိုလို့မရ မပိမနဲ့ဆိုလို့မရမောဟဘာနဲ့ဆိုလို့မရပါဘူး။အမှန်တိုက်ဆက်နေဘူးလား။အဲ့ဒီနှိမ့်ဆက်နေတဲ့ခဲကနေပြီးကာလဒီတိုင်းတယောက်ခဲနေလို့ဒီတိုင်းဒီနှစ်ယောက်ခဲပြီးပါလို့မတော်သေးပါဘူးလေ။အခုကကြံလို့ရှိသေးသဘောက်စုတောင်းလိုက်ပါဦးမယ်ဆိုပြီးအိမ်အောင်ပြုလိုက်တာ။ရိမ်မိဗလား။ဟာလုတ်လိုက်တာပါလေ။သဘောက်စုတောင်းလိုက်။အဲ့ဒါခင်ဗျားတို့ကမင်္ဂလာလို့ပြောသုံးလိုက်ပြီ။ဘွားကြိုက်တယ်မဟုတ်ဘယ်နဲ့ ဘယ်လိုလဲသုံးတယ်အင်းတတိပန်းကတတိပန်းလေးချိုးညှိုးတာတော့သူတို့သိတာမဟုတ်ဘူးသဘောကျလားငင်လာဆိုပြီးတတိပန်းထိုးလိုက်တော့ထိုးပြီးနေတယ်ပြင်နေတယ်တော်တော်ကြာကြတော့ဘုံမြရှိမညှိုးဘူးလားညှိုးရတယ်လို့ပြောတာမဟုတ်လားဒါကတော့ညှိုးရတယ်ပြောပြမှာမဟုတ်ဘူးတတိပန်းဆိုရင်မင်္ဂလာကြီးမှနေတာပဲဟောညှိုးရမင်္ဂလာလမ်းနဲ့ကျော်တော့ခဲ့နေပါလား ဟောအတုပဖြစ်နေရင်ညိုးတယ်ဆို၆တော်မယ်၆လို့ရှင်ပြည့်ရတော့မယ်ဆိုတော့အတုပတော့မင်္ဂလာဖြစ်နေသေးတယ်။ပေါ်ရပါလား။ဒါဖြင့်ဒကာရမတို့ခမည်းတော်မကျိုးနိုင်ငကန်းနဲ့ပွဲမှပဲခမည်းတော်ချမ်းသာတော့မယ်။ဒီဒကာရမတို့သိတဲ့ဆိုင်နဲ့ငကန်းမကျိုးလားခိုင်းလိုက်တာများအဲ့နေတာတောင်သူကခိုင်းသေးတယ်။အဲ့နေတဲ့ဝင်စိတ်ရတဲ့ဒီပြန်ကံကမ္မနဲ့ဂရင်းနေသုံးပါအောင်ပြုနေရသေးတယ်။ ိတ်ချိန်ကမရအောင်ခိုင်းတာကဟုတ်ပေါင်းရတော့မှတ်လိုက်ခံရေငကျိုးရခိုင်းတာအိတ်ချိန်တော်မရအောင်ခိုင်းတာကအဲနာကခိုင်းတာပေါ်ကြလားယုတ်ကအိတ်ရှင်တယ်ဆိုလို့ရှိရင်အိုးအိတ်နေလို့မဖြစ်သေးဘူးစားဖို့ရှာအောင်ဆိုတော့မခိုင်းဘူးလားနင့်ပစ္စည်းပြောင်းမယ်အခုကတခိုးရမြကကြူပါပြီနဲ့စိတ်ချလက်ချမအိတ်နဲ့ဟုတ်ဒကာရမတွေသိတဲ့တိုင်း ဟိုနေတဏ္ဍာဝုံးပြက်ကအိတ်ချင်သူကမအိတ်နဲ့ဘယ်နဲ့ဖြစ်ကြတယ်ယုတ်ကအိတ်ရမှသူကအသာတူတာဟုတ်ရဲ့ယုတ်ကအိတ်ရမှသာတူတယ်ငါကအိတ်နဲ့လို့ရှိရင်မင်းပြည်ကြီးကုန်နေတယ်တဲ့ကဲဘယ်နဲ့လို့ခင်ဗျားတို့တဲ့အောင်ဒါတဲ့အောင်ပေါင်းနေတာသံမြင်ရတတိမဟုတ်ဘူးနော်တော်တော်ဆိုင်တတိရှိလို့ဘုရားသူသူရှောင်းနိုင်တဲ့တတိကြောင့်ဒါသူ့လိုလိုက်နိုင်တာရင်းပြီလား ။အဲကြောင့်သစ္စာမသိရင်တန်ခါးရှိတယ်ဆိုသူရောမြင်လာလာမယ်။မလာဘူးလား။တဏှာလာရင်ဥပါဒနာ။ဥပါဒနာရင်ကံက။ကံလာရင်ခန္ဓာငါးပါးဒုက္ခသစ္စာတရားက။ပေါ်ရောင်းမယ်ဆိုတော့မကြမ်းနဲ့မကမ်းနဲ့အကျိုးပြန်ပေါ်။ပေါ်ရရခဲသမေးသိကြပါလားဗျာဒါဖြင့်ဒကာရမတို့ဒီကိစ္စညာကိုစစ်လို့မရရဆရာဘုန်းကြီးရဲ့ပြောရလိမ့်မယ် တရားဓမ္မတွေကလည်းမရအရကျူးစားမှသာရင်ဒီကံကငကျိုးနဲ့ငကံဒီဥသောသဘောကျွန်သဘောဘုရားမှာချွတ်တော့လွတ်တော့မယ်အဲ့တော့ရှင်သာရိပုတ္တရာကြီးကပြောတယ်ဟဲ့တဲ့ငါဒီကားလို့ဆိုလို့ရှိရင်ကွာတဲ့မျက်မှောက်ကမြည်ထမ်းရတာတဲ့ခန္ဓာဝန်ထမ်းတာ၄သိတယ်မျက်မှောက်တောင်ထမ်းရတာတဲ့ခန္ဓာဝန်ထမ်းရတာ၄သိတယ် မြင့်မို့တောင်ကဒကာဓမ္မတို့နေ၃ရက်၄ရက်၅ရက်လောက်ဆင်းမြင့်မို့တော်ကြီးရဒကာဓမ္မတို့ကုန်ပြကြတော့ရှိသေးရဲ့လားရှိပါဘူးကျွတ်တို့ကမြင့်မို့တော်ကြီးပြကြအောင်မြတ်မာဒီသောပြီးခန္ဓာဝန်ထမ်းနေရသဘောပါလားမြတ်မာဒီသောပြီးဘာလို့ရလားလေဒါနဲ့ဒီပြင်းအချိန်မှာလည်းအမြဲတမ်းနေရကဘာပြတဲ့အချိန်မှာရောဒါဖြင့်ခန္ဓာဝန်နဲ့မြင့်မို့တော်နဲ့ဘယ်လိုလဲ ဒါကြောင့်ဘဝေသာတံငဝိညာမိဒေရှံတော့ဒီအဲ့ဒီဘာရီတော့ရာကဘာရီနာနေတော်ဥပ္ပရိတော်ရထားလို့ရှင်သာရိပုတ္တရညီးတယ်။အောက်တော်ကရှင်ကဘဝေဘဝများစွာသံဃာကြီးနဲ့နိုင်ပါတံအေဇံတရားသက်သာစွာကိုနဝိညာမိဘယ်တော့မှမရခဲ့ပါဘူး။ခန္ဓာကြီးဌာနေရတာပဲလေ။အနာကြီးကလည်းဘောဘွားမအေးရံတော်သက်သာစွာနေခဲ့ရတယ်လို့မရှိဘူးတဲ့ နေတော်ဥဒ္ဓရိတော်ရထားတာမြင်းမို့တောင်ကြီးထမ်းရတာကမှတော်သေးกว่าတဲ့သူထမ်းရတာကဘယ်တော့မှမပြတ်ဘူးတဲ့ဒါပြင်ကာရမတို့နေရာတိုင်းဘာလို့ရလို့ရလောကီလို့ပြေလို့ရတယ်လို့ရတိုင်းဘယ်လိုတွေးကြမလဲနှိမ့်ဆက်ပြန်မီနှိမ့်ဆက်ပြန်မီနှိမ့်ဆက်ပြန်မီဆိုတာမျိုးကတွေးရမလဲခိုင်းထိုင်ပြီးဒီကာကကြည့်ကြအောင်လို့ဒါကဘုရားကတွင်းလာရင်နှိမ့်ဆက်တာကိုဥက္ကမံသတိပေးလိုက် ကဲဒါဖြင့်ဒီကနေပြီးဒီကလာဝိပဿနာဉာဏ်၅ချက်နဲ့ဝိပဿနာဉာဏ်၅ခုနဲ့ဒီခန္ဓာကြီးကိုယုတ်တရားတွေပြည့်နေတာလဲကြီးအနန္တရားတွေပြည့်နေတာရောကြီးရပြန်တော့အင်းဒါကလည်းပါပါလိမ့်မလို့လို့ငေးတဲ့ခါကျတော့ဝိပရိနာမလက္ခဏာဒုက္ခသစ္စာဖောက်ပြန်နေပြီဖောက်ပြန်နေပြီဖောက်ပြန်နေပြီမှန်ပါပါဘုရားကြီးပြည့်နေတာလေးကပါပါလိမ့်မှန်ပါပါဘုရားအဲဖြစ်တဲ့ကိုကြီးပြီ ဥဒ္ဒရာကြီးဝိညာဉ်ကဝိညာဉ်ကြီးစိတ်ရောစိတ်ရောဝိညာဉ်ကြီးတဲ့အခါကျတော့ဩသူကနှိမ့်ဆက်နေတာနှိမ့်ဆက်နေတာနှိမ့်ဆက်နေတာရုပ်ရှင်ချင်းနှိမ့်ဆက်နာနာချင်းနှိမ့်ဆက်နေတဲ့ဓမ္မတွေအားကြီးရရုပ်ရှင်ချင်းရောနာနာချင်းရောဒီကနေညာနဲ့သူကလို့ပြီးဒီကလာဘေးကနေကြည့်တဲ့အခါကျတော့မှဓမ္မတွေဩဝိပရိနာမလက္ခဏာဒုက္ခသစ္စာဖောက်ပြန်သိနေတယ်ဖောက်ပြန်သိနေတယ်လို့ ခန္ဓာထဲမှာတကယ်တော့ရရရတဲ့နေရာကြီးလိုက်စိတ်လေးပေါ်ရင်ကောအတိနာမေရပေါ်ရင်ကောလောဘစိတ်ပေါ်ရင်ကောပေါ်ပြီးဖောက်ပြန်ပြည့်ရှိသွားတာလေဒေါသစိတ်ပေါ်ရင်ကောပေါ်ပြီးဖောက်ပြန်ပြည့်ရှိသွားတာပဲအိဒါမေရရပေါ်ရင်ကောဥဒိစ္စပေါ်လာရင်ကောဟုတ်ပြန်ပြည့်စည်သွားရကြ။ဟုတ်ပြန်ပြည့်စည်ပြီ။ဟုတ်ပြန်ပြည့်စည်ပြီလို့ဒီကနေပြီးမြင်နိုင်နေနေရှိပါ။ဒါပြန်။ဟုတ်ပြန်ပြည့်စည်ပြီ။နှိမ့်ဆက်နေတယ်။ဟုတ်ပြန်ပြည့်စည်ပြီ။နှိမ့်ဆက်နေတယ်လို့သိရော ။ဒါဖြင့်ဒကာဓမ္မတွေဒီသံဃာကလေးတစ်ခုကိုအောင်းလောက်ထားလိုက်။ဖြစ်တဲ့သမျှသင်္ခါရဒုက္ခသစ္စာမှာအဲဖြစ်ပြမြင်လို့ရှိရင်ဒါဒုက္ခသစ္စာမြင်ပြီတဲ့။မိစ္ဆာနေတာမြင်လာပြီတဲ့ဒကာဓမ္မတွေနော်။ဖြစ်ပြမှုကငါးကောင်ချင်းခင်မင်သမှုတရားမှာဖြစ်ပြမြင်လို့ရှိရင်ဖြစ်ဖြစ်ကဒုက္ခဒေသမြင်နာမကဒေသ ဖြစ်ပြမှုကိုပဲတရားဓမ္မတော်ငါးပါးဖြစ်ပါလိမ့်မလို့မခဏတော့တခါကြမလားဘုရားငါးပါးဖြစ်ပါလိမ့်မလို့ဒီနေ့လင်းခံလိုက်တာကောင်းတယ်လေခိုးသလိုငါးပါးဖြစ်ပါလိမ့်မလို့ဆိုတော့ရှင်ဖြင့်ဖြစ်ပြမှုကိုငါကျင်တာမီးတဲ့အဲ့ဒါဘုရားတရားဆက်သွားဖြစ်တယ်သဘောကျလားဖြစ်ပြမှုပဲငါကောင်းခြင်းအဲ့ဒီတော့ဖြစ်ပြမှုငါကျင်းတယ်လို့ရှိရင်လည်းဒါသမုဒိယသစ္စာသွားဖြစ်ပါတယ် သမုဒိယဒိဋ္ဌာဆိုတာဒီကားလို့ရှင်လောဘလောဘဆိုတာဒိဋ္ဌိနဲ့သာသတ္တအေးရသံလူဖြစ်နေသာသတ္တဖြစ်နေတယ်ဆိုတာသိကြပါလားအဲဖြစ်ပြမှုကငါကောင်ဖြစ်ခင်မင်းသမုဒိယဒီကြတော့သမုဒိယဒိဋ္ဌာလားဖြစ်ဖြစ်ပြခြင်းသင်္ခါရဟုအဲဖြစ်ပြကိုဖြစ်ပြတဲ့သင်္ခါရဟုဒုက္ခသစ္စာလို့သိနေလို့ရှင်ဖြစ်ဓမ္မကသစ္စာသွားဖြစ်သဘောကြဖြစ်ပြခြင်းသင်္ခါရ စိတ်ပြမှုခင်ငါကောင်ခင်အဲငါဘာဖြစ်ပါလိမ့်မလို့ခင်သမုဒ္ဒရာလာလိအော်လို့ဆိုရင်ဖြစ်ဖြစ်နေတာကသူကဘာဖြစ်နေနေခါလို့ဘာဖြစ်အော်တော်ဒုက္ခသစ္စာတွေကမိစ္ဆာနေတာတွေကအော်ဒုက္ခသစ္စာတွေကမိစ္ဆာနေတာပဲဆိုရင်ကကိစ္စမှန်ပါဖြစ်သဘောပါကြမချော့ဟောရရှင်ရေညီတော်ကမက်ကနဲ့ဟောရရှင်ရေဓမ္မတွေမာယူသိသွားပြီ